အားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးဦးအောင်သိန်းရဲ့ပြီးသူနှင့်ယူသူဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပြီးသူနှင့်ယူသူ အပိုင်း၄သူတို့နှင့်ကျွန်တော်သူတို့နှင့်ကျွန်တော်တွင် သူတို့ဆိုဒီမှာကျွန်တော်ဤတပည့်ကိုးတန်းဆယ်တန်းចောင်းသားငယ်လေးများကို ဆိုလိုပါသည်ဟုပထမဆုံးဆောင်းပါးတွင်ပြိညာပြုခဲ့ပါသည်။ဒုတိယဆောင်းပါးရောက်တော့ စာပေအဖက်အရှုဝါဒနာဩကလေးများအရေးအသားဝါဒနာဩကလေးများက သူတို့စည်ရင်တွင် ဝင်လာပြန်ပါသည်ယခုဤဆောင်မားတွင်တော့ចောင်းអុកសៀជីတယောက်ပါ သူတို့စည်ရင်တွင်ဝင်လာပြန်လေပြီကောဟု တွေးပြီးရေးနေရင်ပင် ပြုံးလိုက်မိပါသည်ចောင်းអុកសៀជីကကျွန်တော်ចောင်းနေပဲတငယ်ချင်းဖြစ်ပါသည်သူကစနစ်ဟောင်းတိတ်ပံဘွဲနှင့်ပညာရေးဘွဲရထားသူဖြစ်ပါသည်သူမေးပုံက ိုအောင်သိရင်ခမ ्या ကိုမေးလိုက်ရအောင်မယ်မြမာသာနဲ့ပတ်သက်လို့ပါပဲခမ ्या သိတဲ့အတိုင်းကျုပ်ကတိတ်ပံနဲ့ဘွဲရထားခဲ့တာခက်တာကတချို့ဆရာဆရာမတွေကကျောင်းဥဆရာကြီးလို့ဆိုရင်မြမာသာရောအင်္ဂလိပ်သာရောဘာမဆိုအကုန်သိနေရမယ်များထင်နေသလားမသိဘူးတင်ငန်းစာထဲမှာသူတို့မသိတာပါနေရင်လာမေးကြတော့တာပဲဗျအဲ့ဒါခမ ्या ကိုမေးမလို့နေစမ်းမအောင်ဗျတကြိုးတည်းဆိုတာလူသေးလို့မြင်မြုပ်တာ နီးရှို့တာအပြင်ဘာအဓိပ္ပာယ်တွေရှိသေးသလဲသူတို့သင်ခန်းစာမှာအဲ့ဒီအဓိပ္ပာယ်နဲ့မကိုက်ပဲဖြစ်နေတယ်အဲ့ဒါကြုတ်လာပြီးမင်းနေလို့ဗျလှုပ်စမ်းပါအောင်တကြူသူ့စကားဆုံးတဲ့နင်းတပြိုင်နဲ့ကျွန်တော်ကတော့ချက်ချင်းတီးလိုက်ပါပြီဓတမရန်ပင်ရင်မြန်မာစကားပြေလက်ရည်စွင်တွင် ရှင်မဟာတိလဝင်တဤတိုင်းပြည်စီကားကြောင်းတရားခုနှစ်ပါးကောက်နှုတ်ချက်ပြဋ္ဌာန်းထားပါသည ထိုတရားခုနှစ်ချက်အနက်အမှုခတ်သိမ်း၌ညီညွတ်ရခြင်းဟူသောအချက်တွင်တစုံတစ်ယောက်သောအမှုအမတ်မင်းဆွေမင်းမျိုးတွင်အလောက်အကျံချွေ၍မကုံမလုံဖြစ်လက်မှုကဒစိမ့်မြန်လူဟုတယောက်ကိုသာဝင်မမှုပဲကုံလုံအောင်မူ၍တကြိုကြ၏တယောက်ယောက်အားမင်္ဂလာအမင်္ဂလာဖြစ်လက်ညာတုံတော်လေအညီလင်းစည်ရဲချမ်းသာအမှု၌အဖို့ဖြစ်ကြကုန်၏ ဤကအမှုခတ်သိမ်း၌ညွညွတ်သောအကျင့်သည်ဉာဏ်လူဆိုသည်မှာရှေးဟောင်းစကားဖြစ်၍ဒစိမ့်ဟူသောအတိတ်ပဲပင်ဖြစ်ပါသည်မိမိတို့အချင်းချင်းတယောက်ယောက်တွင်အလောက်အကန့်အဆင်မပြေသောကြောင့်စက်တဲလာလျင်ဝိုင်းဝန်းကူညီဆောက်ရှောက်ကြလျက်တာရေးနာရေးတို့တွင်လည်းညီညွတ်ဝိုင်းဝန်းကြရမည်ဆိုသည့်သဘောမှာထင်ရှားလာပါသည်သို့တော်လည်းဆရာဆရာမအဖြစ်တင်ကြားကြရတော့မည်ဆိုသောအခါစကလုံးတိုင်း၏အထိပယ်ကိုတိထားနိုင်လေကောင်းလေဖြစ်ပါသည် တာမန်အားဖြင့်ဆိုလင်မူကအเจ้าမဟုတ်လားယခုတော့တကြိုဟူသောစကားမှာမြေမြုပ်ခြင်းမီးရှို့ခြင်းဟူသောသဘောသာထင်ရှားနေသောကြောင့်ဆရာဆရာမများအဖို့လည်းခွင်းစားခွင့်ပိတ်ချစ်ချစ်မြင့်မြင့်မတိလင်ရှင်းပြရန်ခတ်ပါသည်ကျောင်းသားများကလည်းနားမလည်နိုင်အောင် ဖြစ်သောကြောင့်မိကြမြန်းကြမိတာဖြစ်ပါသည်။တိထားလျင်တော့အလွန်ကိုရှင်းပါသည်။မကြသေးမီကမြမစာအဖွဲ့မှထုတ်ဝေလိုက်သည့်မြမအဘိဓာန်တွင်တကြိုးကိုရင်းမြစ်အားဖြင့် တက္ကတစကားတကြိုမှလာကြောင်းအနတ်အားဖြင့်ကူညီထောက်ပံ့ခြင်းဟူသောသဘောလဲရှိကြောင်းကိုဖွင့်ဆိုပြထားပါသည်ထို့ကြောင့်မိမိတို့အချင်းချင်းတွင်အကြက်တဲကြုံတွေ့လျင်ဝိုင်းဝန်းကူညီကြရမည်ဟုသောသဘောထားဖြစ်ကြောင်းကိုရှင်းပြလိုက်ရပါသည်။သို့တော်လည်းကျွန်တော်တငယ်ချင်းကမကျေနပ်နိုင်ပါ။သူကလည်းကြောက်ဥစရာကြီးတယောက်ပဲကို နေစမ်းမအောင်အဲ့ဒီကုညီထောက်ပံ့တာတွေကဘာကြောင့်တေလို့မြေမြုပ်တာတွေမီးရှို့တာတွေကို ရောက်သွားရတာလဲဆက်ပြီးပြောစမ်းမအောင်ဒီကိစ္စမှာတော့ကြုတ်ထင်မြင်ချက်တွေကိုသာပြောတော့မယ်ဗျာဘာကြမ်းကိုကြမ်းကားမှတော့မရှိဘူးဗျာဒီလိုဗျာလူတွေဟာအသက်ရှင်နေစဉ်အခါမှာကိုယ်ကိစ္စကိုကိုယ်ပါတာထိုက်သိမ်းသလောက်လုပ်နိုင်ကြတယ်ပေါ့ဗျာဒါပေမဲ့တေသွားတဲ့အခါကျတော့ကိုယ်ပါတာကိုမြေမမြုပ်နိုင်တော့ဘူးမီးမရှို့နိုင်တော့ဘူးဒီတော့ သူတစ်ပါးကူညီမှသာဖြစ်နိုင်တော့မယ်မဟုတ်လားအဲဒါကြောင့်နောက်ဆုံးထောက်ပံ့ကူညီတဲ့သဘောမျိုးဖြစ်လာတယ်လို့ထင်တာပဲစကားကက်တယ်လို့တော့မထင်နဲ့ပေါ့ဗျာတည်ရွားတဲ့နောက်မှတော့သူတို့ဘာသာအမြင်မမြုပ်လဲကိုကဘာတိတော်မှာလဲဗျဒီလိုမပြောနဲ့လေဗျာတည်ပြီးတဲ့နောက်မှပုတ်ခေါင်ပြီးခွေးအားစားစားကြီးအားထိုးထိုးဖြစ်နေတယ်ဆိုတာမျိုးတော့လေဘယ်ဖြစ်ချင်မှမလဲတည်ပြီးမှမဖွဲမရအဝိမဲ့အစားမဲ့ဖြစ်နေပြန်တော့လေမကောင်းလာပေဘူးပေါ့ နောက်ပြီးဒီထက်အရေးကြီးတာကဘာသာရေးယုံကြည်ချက်လိုဟာမျိုးပေါ့ဆိုကြပါစို့ဗျာကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုရင်တည်သွားတဲ့လူကိုဘဝကူးကောင်းအောင်တရဏဂုံတင်ကြရတယ်စွန့်တအမျှဝေကြရတယ်အဲ့လိုပဲခရိယန်ဘာသာမှာဆိုရင်ဝိပုစုတောင်းကြရတာတွေဟိန္ဒူဘာသာမှာဆိုရင်လည်းအယိုးပြာကိုဂင်္ဂာမြေကြီးမှာမျောတာအစ္စလမ်ဘာသာမှာဆိုရင်လည်းတန့်ရှင်းစင်ကြယ်အောင် ရေချိုးတုတ်တင်ပေးရတာစသည်အားဖြင့်ရှိကြသေးတာကို ဒါမျိုးတွေကိုတေသူကကိုယ်တိုင်ဘယ်မှာလုံနိုင်ပါမလဲဒါကြောင့်မိတ်ဆွေတင်ကဟများက နောက်ဆုံးဤကုံအဖြစ်ဝိုင်းဝန်းကူညီထောက်ပံ့ကြတာမို့တကြိုတည်းလို့တုံးလာကြတယ်ထင်မိတာပဲခုတော့ဖြစ်ရင်တကြိုတည်းဆိုတာလူသေးအလောင်းကိုမြေမြုပ်တာမီးရှို့တာဆိုတဲ့အဓိပ္ပာယ်ပဲရှိတော့တယ်နော် အေးပေါ့ဗျာဒါကြောင့်လဲဘာသာစကားဆိုင်ရာပညာရှင်များက လူများသုံးဆွဲအသက်ရှင်နေတဲ့ဘာသာစကားများမှာဟောဟာရတွေဟာနေကျင်းသွားမှု၊နေကျေလာမှု ရှိနေကြသမြဲဖြစ်တယ်လို့ပြောကြတာပေါ့။စရင်ဟောဟာရများဤနေကျင်းသွားမှု၊နေကျေလာမှုကိုပြောလိုက်မိတော့ကြောင့်စရင်ဟူသောစကားလုံးကိုသတိရမိပြန်ပါသည်။ထက်တွင်ပြောခဲ့သည့်ရှင်မဟာသီလဝင်သားဤတိုင်းပြည်စီကားကြောင်းတရားခုနှစ်ပါးတွင်ပြည့်ညတ်ဟောင်းကိုကြင့်မြဲကျင့်ရခြင်းဟူသောအချက်တစ်ခုပါပါသည်။ အတုတ်အခွန်ကင်းခစသည်တို့ကိုရှေးကစင်ဆက်ပြထန်းထားသည့်အတိုင်းသာကောက်ခံရမည်ဟုသောအချက်ဖြစ်ပါသည်။တနည်းအားဖြင့်ရေးထားသည်မှာရှေးကလာသောမင်းစင်စရင်အလျောက်ကျင့်ပေခြင်းသည်ကပြည်ထဲအစည်းအပွားအလို့ငါပေသည်ဟုနှစ်လိုဝမ်းသာဖြစ်ကြလေကုန်ရာ၏ကျွန်တော်တို့ယခုခေတ်နားလည်ပုံမျိုးနှင့်သာအနက်ကောက်လိုက်မည်ဆိုလျှင်မင်း စင်စရင်ဆိုဒီမှာမင်းမြ ాయి အမိတို့ကို အစဉ်အတိုင်းစီတန်းရေးချထားသည့်ရေးမှတ်ချက်ဟုသာနားလည်ပါလိမ့်မည်သို့သောဆရာတော်ဤဆိုလိုချက်နှင့်မကိုက်ညီကြောင်းသိသာနေပါသည်တပည့်များကမေးကြသောကြောင့်ကျွန်တော်လည်းကြံစကြည့်ရပါသည်ကျွန်တော်အယူဆမှာ စာစရင်ရင်းမြစ်မူလစာဟု ဆိုလိုသည်ဟုထင်မိပါသည်ထို့ပြင်ကျွန်တော်တို့အညာတွင် လူချင်းများသုံးဆွဲတတ်ကြသော လူချင်းချင်းရင် တက်ဂရစ်နာနာကန်ဟူသောစကားကိုလည်းပြန်လည်သတိရမိပြန်ပါသည်အထူးသဖြင့်ငွေကြေးအချေငါလောက်ကြရာတွင်ချင်းငွေဆက်ငွေစသည်တို့ကို ရက်ဆွဲနှင်းတကွအမှတ်ကြသောအခါမျိုးတွင်သုံးလေရှိကြပါသည် သူတို့အတုံးအနှုံးမှကန်ကိုမေးကြည့်သောအခါရေးတာမှတ်တာဟုပြန်ပြောကြပါသည်စည်ရင်လှုပ်သည်တက်ဂရစ်ကန်သည်ဟုပြောတတ်ကြပါသည် ဥပမာအားဖြင့်ငွေတရာကိုချေးယူလိုက်သည်မကြာမီ60ကျပ်ကိုပြန်ဆက်သည် ထို့နောက်ငွေ40ကျပ်ချေးယူပြန်သည်နောက်30ကျပ်ပြန်ဆက်သည်ဤသို့အားဖြင့်အချေးအဆက်ရှုပ်လာသောအခါမှတ်တမ်းတိကျမရှိရင်ငင်းကြခုံကြနှင့် လူချင်းမုံသွားကြတတ်ပါသည် ထို့ကြောင့်ချစ်ခင်နေကြသူချင်းမုံမသွားကြရအောင်ဆက်ငွေချင်းငွေ ပမာဏနေ့စွဲရက်စွဲအတိအကျကိုမှတ်တမ်းတင်ထားကြရန်သတိပေးသောစကားဖြစ်ပါသည် နောက်ခါသတိပေါ်လျော့အငင်းပွားလာကြလင်မိမိတို့မှတ်သားထားသော စာရင်းကို ပြန်ပြီးကြည့်ကြရမည် ဖြစ်ပါသည် ထို့ကြောင့်ဆရာတော်ရှင်မဟာသီလဝန်သား၏မင်းစဉ်စရင်ဆိုသည်မှာရှင်မင်းများအစဉ်ဆက်ကြင့်သုံးခဲ့ကြသောမှတ်တမ်းမူရင်းများဟူသောအဓိပ္ပာယ်ရောက်သည်ဟုကျွန်တော်ယူဆမိပါသည် ယခုခေတ်ကျွန်တော်တို့သုံးစွဲနေကြသည့်စည်ရင်ဤအသေးပဲနှင့်နှိုင်းရှင်ကြည်လိုက်မည်ဆိုရင်ဝဟရာတို့ဤအနက်၍လျားတပ်ပုံကိုသတိပြုမိနိုင်ဖွယ်ရာဖြစ်ပါသည် ဝင်ကြီးနှင့်ဝင်နသာကျောင်းသားငယ်များဤစိန်ခေါ်သောမိ गो များကြောင့်ကျွန်တော်မှာအကျံစီအသိပညာမကြာခဏတိုးရကြောင်းကိုရေးခဲ့ပူပါပြီ ထိုတိုင်းပြည်စီကားကျောင်းတရားခုနပါတဲ့တွင် ပါဝင်သည့်အမှုခတ်သိမ်းညီညွတ်ရခြင်း၌အမှုခတ်သိမ်းညီညွတ် တီနိုင်ကမင်းထွက်စီတန်ကြားကငါဤကိစ္စပြုပွဲရှိခဲ့ဤငါအားမင်္ဂလာပြုပါသေး၏ဟုအချွတ်အယွင်းမရှိစေမူ၍စားသောအစာတဝက်စာခင်းကာတာ၎င်းပန်းနံတာတဝက်လိန်ခင်းကာတာ၎င်းသူရှိဦးငါရောက်အောင်ဟူ၍မူလာ၍စီဝေဤဟူ၍ရေးထားပါသည် ဘီမင်းမြတ်ညီလာခံထွက်တော်မူဖြစ်ကြောင်းအသိပေးသည့်စီတန်ကိုကြားလျင်ဝင်းကြီးမူကြီးများသည်မိမိတို့လှုပ်ဆောင်နေသော အမှုကိုပြစ်ချထားခဲ့ပြီးညီလာခံတပင်တို့အလင်းစလိုလာကြရမည်ဖြစ်ကြောင်းဆုံးမထားသည်ကိုအလွယ်တကူတွေ့နိုင်ပါသည်သို့သောចောင်းသားတွေမိလိုက်ပုံကဆရာရှေ့ကဝင်းကြီးမူကြီးတွေကပန်းတွေပါတွေပန်သလားဆရာရေမွေးတွေပါတွေဆွကြလို့လားဆရာကျွန်တော်လဲရုတ်တရက်တော့ចောင်းသွားပါသည် ပြီးမှစဉ်းစားပြီးဖြေခဲ့ရပါသည်ပန်းနတာလိမ့်နေဆိုတာကြောင့်ပန်းပန်နေလို့တော့မဆိုသင့်ဘူးပေါ့ကွာပန်းနတာဆိုတာက စပယ်စီတို့ဒေါနာစီတို့ဆိုရင်ပဲပန်းနတာခေါ်ကြတာကိုအဲ့ဒီနတ်တာစီလိမ့်နာကို ပြောတာပါငါတို့မြန်မာမင်းများခစ်ကလည်းနတ်သားစီကို အမွှေးအကြိုင်အဖြစ်သားမဟုတ်ပဲအသားအရေးကျမ်းမာရေးအတွက် လိမ့်ငယ်ကြတာတွေရှိပါတယ် နောက်ပြီးမင်းတို့တခုသတိထားတင်တာကဒီတိုင်းပြည်စီကားကြောင်းတရားခုနှစ်ပါးဟာဖျားဟောအပရာဟီဟာနိယတရားခုနှစ်ပါးကိုဘာသာပြန်ထားတာမဟုတ်လားအိန္ဒိယကဝင်ကြီးမှုကြီးတွေကိုပဓာနထားပြီး ဟောကြားခဲ့တာကိုဒီတော့ကလားလူမျိုးတွေနတ်သားစီလိမ့်နဲ့အလေးထားခုထက်ထိရှိနေကြတာမင်းတို့လည်းအသိကြတာပဲဤသို့လျှင် ကျွန်တော်ကြံစပြီးဖြေခဲ့ရပါသည် ို့ဟာကိုတော့ယုတ်တိ အတန်အသင့်ရှိပြီဟုယူဆမိသောကြောင့်ဤသို့ဖြေပေးခဲ့ခြင်းဖြစ်ပါသည်။စာဖတ်သူလည်းချင့်ချိန်ကြည်နေမိတာဖြစ်ပါသည်။အထူးသဖြင့်ကျွန်တော်လိုဓတမတန်းចောင်းသားများအားတင်ကြားပို့ချပေးနေရသောဆရာဆရာမများဖြစ်လျင်ပို၍ပင် စိတ်ဝင်စားနေကြလိမ့်မည်ဟုထင်မိပါသည်။ပန်းဝေတီမဂ္ဂဇင်းအမှတ်57စက်တင်ဘာလ1992 ကြုံခဲ့ရသောစာပေဆွေးနွေးပွဲများဘူကလေးမြို့နယ်စာပေလုတ်သားအဖွဲ့မှကျင်းပသော စာပေလုတ်သားအဖွဲ့တတိယအကြိမ်ဗဟိုမျက်နာစုံကြီးအစည်းအဝေးအထင်အမှတ်ရေးသူဖတ်သူဆွေးနွေးပွဲ၁ဥဆောင်ဆွေးနွေးမိစာရေးဆရာအောင်တဲ့မဟာဝိဇ္ဇာ၂ဆွေးနွေးမိနေဆွဲ16ရက်3လ88ဗုဒ္ဓဟူးနေ့နနက်7:00နာရီနေ့3နေရာမြစ်ရနာခမ်းမ ထက်ပါတို့မှာမိကုံးလွာပုံစံတွင် ရိုက်နှိပ်ထားသောခေါင်းစည်းဖြစ်ပါသည်ဆွေးနွေးမည်အကြောင်းအရာဆွေးနွေးသူ၏လက်မှတ်အမည်နေရက်စသည်အားဖြင့်အားလုံးကိုစနစ်တကျပြုလုပ်ထားပါသည်မိကုံးများကိုတင်ထားခဲ့သည့်အတိုင်းပြန်ပြီးဖက်ကြည့်နေမိပါသည်ထိုကဲ့သို့ဖက်နေရင်ပင် ကျွန်တော်စာပေဘဝလမ်းကြောင်းပြောင်းလာပုံကိုလည်းသတိပြုမိလိုက်ပြန်ပါသည် ထိုစဉ်ကနှင့်ဘာမှမဆိုင်တော့ဘီဟုပြောလောက်အောင်မြင်ခြားနာနေသည်ယခုကျွန်တော်ကြုံလိုက်ရသောမိကုံးများမှာဘဝပြဿနာများပညာရေးပြဿနာများဘဝရည်မှန်းချက်ဘဝတိုးတက်မှုစသည်တို့သာလျှင်လုံးလုံးဖြစ်နေတော့သည် မမအင်းလျာအမတ်တရအမွေဆွေးနွေးပွဲတို့မှစပြီးကျွန်တော်ဤစာပေဘဝလမ်းကြောင်းကြီးပြောင်းသွားလိုက်လျော့သလားဟုပင်အောက်မေ့နေမိပါသည်တခါတရံယခုတလော ပြောဆိုဆွေးနွေးနေကြသည့်စာပေရေးရာကိစ္စများကို စိတ်ဝင်စားဖတ်ကြည့်လိုက်မိရင်ကိုယ်တွေးတောမိသည်မလေးကိုဝင်ရောက်ဆွေးနွေးလိုစိတ်ပေါ်မိတတ်ပါသည်သို့သော ခိတမြသာဖြစ်ပြီးမေးမေးပျောက်ပျောက်ဖြစ်သွားတတ်ပါသည် ထို့ကြောင့်ကျွန်တော်စိတ်အထားကိုယ်တိုင်ကလည်းနေရာပြောင်းသွားလေရောသလားဟုပင်အောက်မေ့နေမိပါသည်တရဖူကကျွန်တော်အိမ်ရှိစာရွက်စာတမ်းအစုံထုတ်ကြီးကိုကောက်ကြည့်မိရာမှစ၍ဤအမေးဖြေများကိုပြန်လည်ထည့်သွင်းလိုကြောင်းပြောကြားလာသည်ကိုကျွန်တော်ကလည်းရေးပေးတာပေါ့ဟုခက်လွယ်လွယ်ပင်ဂရုပြုလိုက်မိပါသည် ရခိုင်တပတ်ကပါသွားသောကာတွန်းစရာများနှင့်ပြဿနာကတော့ရေးသားခဲ့ဒီမှာကြာလာပါပြီ။စာမူအနာစာလေးများပင်ပိုးကိုက်ထားသည်ကိုတွေ့ရသည်။ထိုစဉ်ကပေဖူးလွာတွင်ထဲ့သွင်းရန်ရေးထားခဲ့ခြင်းဖြစ်သည်။သို့သော ပေဖူးလွာကလောလောဆယ်မထဲ့ပါနဲ့အောင်ဟုစိုင်းထားသောကြောင့်သာကျွန်တော်လက်ထဲတွင် ရှိနေခြင်းဖြစ်သည်။မိကုံးလေးတွေဆက်ပြီးကြည်ပါဦး။ဆရာခမညာ မဂ္ဂဇင်းစာဆောင်များအများအပြားထွက်ရှိလာကြရာလူထုအကျိုးပြုနှင့်အကျိုးမပြုသောမဂ္ဂဇင်းများကိုတွေ့ရပါသည်ဥပမာ အချို့မဂ္ဂဇင်းများမှာရုပ်ရှင်မင်းသားမင်းသမီးတို့မွေးနွေ့ပွဲ မင်္ဂလာဆောင်တနေ့တာလုပ်ငန်းဈေးဝယ်ထွက်ခြင်းခီးထွက်ခြင်းများ လောက်ကိုသာဓာတ်ပုံတွေဝေဝေဆာဆာနဲ့ဖော်ပြနေကြပါသည်စာဖက်ပရိသတ်တော်တော်များများကလည်းအလူရဲ့ငှားဖက်ကြပါသည်ပညာတစောင်မဂ္ဂဇင်းသုတဆာဆောင်ထို့ကြောင့်သာမူရစေဝါနှင့်ပတ်သက်သောပညာပေးဆောင်မများကိုငှားဖက်သူအရန်နေပါသည်ကိုတွေ့ရပါသည်အဘဲကြောင့်နီးကျွန်တော်ပြေခဲ့တာက ဒီမေကွန်းထဲမှာပါလာသလိုအများကြိုက်စာဆောင်မဂ္ဂဇင်းဆိုတာမျိုးဟာကျွန်တော်တို့စီမားတာရှိတာမဟုတ်ပါဘူးတခြားတိုင်းပြည်တွေမှာလည်းရှိနေတာပါပဲအဲ့ဒီလိုစာဆောင်မျိုးတွေကပို့ပြီးအယောင်ရအတွက်တွင်ကျဲနေတာဟာထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး ဲ့လိုစာမျိုးတွေကိုသာဖတ်နေကြတယ်ဆိုပြီးတော့လဲသူတို့လူမျိုးအားလုံးကိုတင်ကျူတင်ကျုံပြီးအထင်သေးလို့တော့မဖြစ်ပေဘူးလို့ထင်ပါတယ်သူတို့တဦးချင်းတွေရဲ့ဘဝကိုပါထည့်ပြီးစဉ်းစားရပါလိမ့်မယ်သူတို့မှလည်းသူတို့ဟာသူတို့ဘဝအတွက်ကိုရုန်းကန်လှုပ်ရှားနေတာမျိုးရှိနိုင်တာပါပဲဒီနေ့တာပင်ပင်မမှန်လှုပ်ရှားပြီးတဲ့အခါမှာအပန်းဖြေစရာတစ်ခုခုတော့ရှားကြရမှာပေါ့ချင်းလုံးခတ်မယ်ကြားထိုးမယ်ဂီတာတီးမယ်ရုပ်ရှင်ကြည့်မယ်တချင်းဆိုမယ်စသည်အားဖြင့်အမျိုးမျိုးရှိကြမှာပေါ့ အဲမိန်းကလေးတွေမှာတော့ဖြင့်ယောက်ျားလေးလောက်အပန်းဖြေဖို့နီးလမ်းမများနိုင်ဘူးဒီတော့ရုပ်ရှင်ကြည့်မယ်စာဖတ်မယ်ပေါ့သူတို့စာဖတ်တာကိုက အပန်းဖြေဖို့ဖတ်တာပဲခမရရဲ့ရည်ရွယ်ချက်နဲ့တူချင်မတူပေမပေါ့ဒလိုစာမျိုးကိုဖတ်ပြီးဖြစ်စီယောက်ျားလေးတွေအပန်းဖြေအရက်တောက်တာလောက်တော့မစိုးနိုင်ပါဘူးအဲ့လိုပဲတချို့ယောက်ျားလေးတွေမှလည်းမိမိဘဝရက်တီမှုအတွက်စိုက်ကားနင်းတာလိုမော်တော်ကားစပယာလောက်တာလိုစပင်ညက်တာလိုအလုပ်မျိုးတွေကိုလုပ်ကြရတာရှိမှာပေါ့အားလက်တဲ့အချိန်မှာစာဖတ်တာကို အပန်းဖြေနည်းဖြင့်ရွေးချယ်ရွေးမှာပေါ့ သူတို့အပေါ်စားအပေါ်စားစာပေကိုဖတ်ရမလားလို့အပြစ်တင်လို့တော့မဖြစ်ပေဘူးထင်ပါတယ်ဒီနေရာမှာစကားဆက်မိလာလို့ပြောလိုက်ချင်ပါသေးတယ်ရတ္တစာပေမှာအစစ်မြင့်ဝိထုတို့အစစ်မြင့်ကဗျာတို့လိုရတ္တစာပေကိုဖတ်တဲ့လူငယ်တွေဟာအပေါ်စားလျှို့ဝှက်သေးဖို့ဝိထုတို့လိုစာမျိုးဖတ်နေတဲ့လူတွေကိုအထင်သေးကျင်တယ်လို့လို့ဖြစ်မိတတ်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းခန့်ငယ်ရေကအဲ့လိုသဘောထားမျိုးအတန်အတင့်ရှိခဲ့ဘူးပါတယ် နောက်တော့မှသဘောပေါက်လာတယ်ကျွန်တော်တို့ကစာပေကိုအမှုပညာခန်းစားမှုသဘောနဲ့ဖတ်ကြတာသူတို့ကအပန်းဖြေတာရည်ရွယ်ချက်ချင်းတိတ်မတူကြဘူးဆိုတာကိုသတိပြုသင့်တယ်လို့အောက်မေ့မိပါတယ်အပန်းဖြေကြတာမဟုတ်လားဒီတော့စာပေနဲ့အပန်းဖြေတဲ့သူရှိတယ်ရုပ်ရှင်နဲ့အပန်းဖြေတဲ့သူရှိတယ် ဘယ်ပြိတက်ကပိုများတယ်လဲရုပ်ရှင်ပြိတက်ကပိုများတယ်ဆိုရမှာပေါ့ပညာတစောင်တို့တုတ္တဆာဆောင်တို့ကိုဖတ်တဲ့သူနဲပါတာကတော့တိတ်ပြီးထူးဆန်းလာတာမဟုတ်ပါဘူးဒီခေတ်မှာဒါမဟုတ်ပါဘူးဘယ်ခေတ်မဆိုဒီလိုပဲဖြစ်နေမှာပဲအတိတုတ္တစီးဘူးလို့တဲ့သူကအမြဲနဲနေမှာပါအဲ့ဒီအတွက်ကိုတိတ်ပြီးစိတ်ပူနေစရာမလိုဘူးလို့ထင်ပါတယ်လောကကြီးမှာအမှတ်မထင်နေသွားတဲ့သူနဲ့ပတ်ဝန်းကျင်ကိုသတိပြုသုံးသပ်နေတဲ့သူဘယ်သူကပိုများလဲ အကျိုးသိအကြောင်းသိစဉ်းစားတတ်တဲ့သူနဲ့သူများပြောတာကိုစွပ်ပြီးယုံတဲ့သူဘယ်သူကပိုများတယ်လဲစဉ်းစားကြည့်ပေါ့ဒါကြောင့်ကြောက်စီစရာလိုဟာမျိုးတွေအဲ့ဒီလေတိတ်တိလေဆိုတာမျိုးတွေဘယ်တော့မှခင်မကုံနိုင်ဘူးလို့ဆိုရမှာပဲဒီတော့အပေါ်စားဖြော်ဖြေရေးစာပေတွေဟာဘယ်တော့မှခင်မကုံဘူးလို့သာအောက်မေ့လိုက်ပါတော့ သို့တော်လဲအဲ့ဓာမျိုးတွေကြီးတာထုံးကားပြီးစာကောင်းပေမွန်တွေထွက်မလာတော့ဘူးဆိုရင်တော့ကောလို့မေးစရာရှိပါတယ်အဲ့လိုဖြစ်လာပြန်တော့လဲဝိုင်းဝန်းလောက်ကင်လာကြတာပါပဲဒီလောက်ဆိုရင်ဂျင်းနဲ့လောက်ပြီလို့ထင်ပါတယ်ဆရာခမညာဆရာကို စာပေဝေဖန်ရေးဆရာတရားဟုသိထားပါသည် စာပေဝေဖန်ရေးသမားဟုသည်အမှုပညာသမားဖြစ်ပါသလားသို့မဟုတ်ဖြစ်နိုင်ပါသလားထို့ထက်ဆရာအနေနဲ့ကိုကိုကိုအမှုပညာသမားလို့ခံယူထားပါသလား အကယ်၍ခံယူထားပါသည်ဆိုရင်မြည်သည့်အမှုပညာရက်ကိုဖန်တီးခဲ့ဘူးပါသလဲစာပေဝေဖန်ရေးသမားဆိုတာအမှုပညာသမားဖြစ်ပါသလားတဲ့ပထမဆုံးဝေဖန်ရေးသမားဆိုတာကိုစဉ်းစားကြည့်ရအောင်စာပေရလို့မကန့်သက်ပဲဝေဖန်ရေးဆိုတာစဉ်းစားကြည့်ကြစို့အားလုံးသိကြတဲ့အချိန်မြက်စွာဖျားသခင်ကိုတော်တိုင်ကသူတပားပြောသမျှရေးသမျှကို မျက်စိမှိတ်ပြီးမယုံမဲကိုပိုင်ညာနဲ့ချင့်ချိန်ဝေဖန်သုံးသပ်ရမယ်လို့ ကာလာမတုံမှာဆုံးမခဲ့မှုပါတယ်ဖျားရှင်ရည်ရွယ်တော်မူတာကတော့တွေးခေါ်မျောမြင်မှုနိဗ္ဗာန်ရောက်မှုတစ္ဆာတရားနဲ့ပတ်သက်ပြီးမိန့်တော်မူတာပါအဲ့ဒီမှာလဲဝေဖန်မှုရှိတာပါပဲဒသနဝေဖန်မှုလို့ဆိုရမှာပေါ့အဲ့လိုပဲနိုင်ငံရေးမှာဆိုရင်ရောဝေဖန်မှုမရှိဘူးလားဒီနေ့သတင်းစာတစ်စောင်ကိုကောက်ပြီးဖတ်လိုက်မယ်ဆိုရင်ရေဒီယိုနားထောင်လိုက်မယ်ဆိုရင်ဝေဖန်မှုတွေရှိနေတာပဲမဟုတ်လားနိုင်ငံရေးဝေဖန်မှုလို့ဆိုရမှာပေါ့ အဲ့လိုပဲရုပ်ရှင်လောကဒိဋ္ဌလောကမှာလည်းဝေဖန်မှုတော့ရှိနေကြတာပဲဆိုလိုတာကဘယ်လောကမှာမဆိုဝေဖန်မှုပိုင်းခြားမှုဆိုတာရှိနေကြတာပဲဆရာကြီးစီရပြောသလိုသာပြောရမယ်ဆိုရင်ဘူးဒီကျော်လေးတစ်ခုဝဲတာတော့မှရော့ပတ်ဆက်နှစ်ပြားပေးဘူးဒီကျော်တစ်ခုလို့အလွယ်တကူကောက်ယူသွားတာမှမဟုတ်ပဲဘယ်ကျော်လေးကပိုကောင်းတယ်လဲဆိုပြီးဝဲကြတယ်မဟုတ်လား ်ပြောချင်တာက ဝေဖန်ရေးဆိုတာအမြဲရှိနေတယ်လို့ပြောချင်တာပါ ကောင်းပြီနိုင်ငံရေးကိုဝေဖန်ပြီဆိုပါတော့ဝေဖန်တဲ့သူကလည်းနိုင်ငံရေးအသိအမြင်တော့ထိုက်တဲ့လောက်ရှိရမှာပေါ့သူကိုယ်တိုင်ကတော့နိုင်ငံရေးနယ်ပယ်မှာလက်တွေ့ဝင်ပြီးလုပ်နေသူဟုတ်ချင်မှဟုတ်မှာပေါ့ဥပမာဆိုကြပါစို့ဂျာနေကျော်ဦးချစ်မောင်ဆိုရင်နိုင်ငံရေးဝေဖန်မှုတွေအများကြီးလုပ်ခဲ့တာပေါ့ဒါပေမဲ့သူကိုယ်တိုင်နိုင်ငံရေးကိုဝင်ပြီးမလုပ်ခဲ့ဘူး ဆရာကြီးရွှေဦးတောင်ဆိုရင်လည်းနိုင်ငံရေးကောင်းဆောင်ကြီးတွေကိုအများကြီးဝေဖန်ရေးသားခဲ့ဘူးတာပါပဲဒါပေမဲ့ဘယ်နိုင်ငံရေးအဖွဲ့အစည်းတွေကိုမှပါဝင်လှုပ်ဆောင်ခြင်းမပြုခဲ့ပါဘူးမဟာဆွေ ဆိုရင်လည်းထိုနည်း၎င်းပါပဲဒါပေမဲ့သူတို့မှာတက်ဆိုင်ရာနိုင်ငံရေးအသိဉာဏ်ရှိနေကြလို့သူတို့ဝေဖန်ရေးကိုအတိအမှတ်ပြုပြီးလေးစားခဲ့ရတယ်လို့ဆိုနိုင်ပါတယ်ကျွန်တော်တို့စာပေနယ်ကိုကြည့်လိုက်ကြရအောင်ရတစာပေနယ်မှာကျွန်တော်သတိထားမိတဲ့ပုံကိုတရားအကြောင်းကိုပြောချင်ပါတယ် သူကတော့ရောအတွင်းဝင်ဦးဖိုးလိုက်မှာပဲအားလုံးသိကြတဲ့အချိန်ရောမင်းကြီးဟာအသိပညာရှင်သိပ္ပံပညာရှင်နိုင်ငံရေးသိပ္ပံပညာရှင်လို့ဆိုနိုင်တဲ့ပုံကုံမျိုးပါရတစာပေအနေနဲ့ကြပြာစသည်တို့ကိုရေးသားခဲ့ဘူးတယ်လို့ကျွန်တော်မတွေ့မိပါဘူးဒါပေမဲ့အလင်္ကာနိတိယကျမ်းကို ပြုစုခဲ့ဘူးပါတယ်အလင်္ကာနိတိယဆိုတာဟာယတ္တသဘောအခြေခံကို ဖွင့်ပြရုံသာမဟုတ်ပါဘူး အပြစ်ဒေါသတွေကို ထုတ်ဖော်ရှာဖွေပြတဲ့ကြမ်းကြီးလေးဖြစ်ပါတယ်။ဝေဖန်ရေးပါပဲ။စကားဆက်မိလို့ပြောလိုက်ရအောင်မယ်။ကိဝင်မင်းကြီးကနေမီရကန်တို့ဘာလို့ရင်းနေတယ်ဆိုတာကိုကြားရတော့ရောမင်းကြီးကကိုကောင်းတို့လည်းကြပြာလင်္ကာတွေဖွဲ့နေတယ်လို့ကြားရတယ်။အဲ့လိုဆိုရင် ကျုပ်တို့ရေးထားတဲ့အလင်္ကာကျမ်းလေးပါလေးကိုလည်းဖက်ကြည့်အောင်ပြလို့ မိန့်ကြားခဲ့ဘူးတယ်လို့ဆိုပါတယ်။နောက်ပြီးကိုရင်ပေါက်စလေးအရွယ်မြတာရှိနေသေးတဲ့လေဒီဆရာတော်လောင်းလျာလေးဟာရောမင်းကြီးအိမ်ကိုမကြာခဏရောက်ရောက်လာတတ်တယ်။ကြာတော့ကိုရင်လေးဘာကြောင့်ခဏခဏလာနေသလဲဖျားလို့မေးတော့ကြပြဖွဲ့နီးတင်ကျင်လို့ပါလို့ပြောတာနဲ့ နီးပေးလမ်းပြလှုပ်ပေးလိုက်သေးတယ်ဆိုတာကို တွေ့ဘူးဖတ်ဘူးကြပါလိမ့်မယ်။ကြဗျာအမှုပညာကို ကိုယ်တိုင်ရေးဖွဲ့သူပဲမဟုတ်တော့လဲကြဗျာသဘောတရားကို သိနေသူတယောက်ကကြဗျာဝေဖန်မှုပြုနိုင်တယ်။သူ့ဝေဖန်သုံးသပ်မှုကိုလည်းတလေးတစားနားထောင်ကြတယ်ဆိုတာအလွန်ထင်ရှားပါတယ်။အမှုပညာကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိသူဖန်တီးနေသူကလည်းဝေဖန်နိုင်တာပါပဲ။ဒါပေမဲ့ ဝေဖန်ရေးဟာအမှုပညာမဟုတ်ပါဘူးတတ်နိုင်သမျှတိတ်ပံနေကြဖြစ်အောင်ကြိုးလန်းစမ်းစစ်နေခြင်းသာဖြစ်ပါတယ်ဥပမာတိတ်ပံမောင်ဝါဟာရတစာပေအတော်များများကြီးကိုရေးခဲ့ပါတယ်အဲ့လိုပဲစာပေဝေဖန်ရေးစောင်းမားတွေကိုလည်းမြောက်များစွာရေးခဲ့ပါတယ်ဒါပေမဲ့ဖန်တီးထားတဲ့ယတစာပေကတခြားဝေဖန်ရေးကတခြားတီးခြားစီရှိနေတယ်လို့ကျွန်တော်နားလည်ပါတယ် ဆရာကိုဆရာအမှုပညာသမားလို့ခံယူထားပါသလားတဲ့ဒီမေးခွန်းကတော့ကျွန်တော်ကိုယ်တိုင်ရဲ့အယူအဆကို မေးထားတာဖြစ်လာပြီးနောက်ပြီးမိသည့်အမှုပညာမျိုးကိုဖန်တီးခဲ့ဘူးပါသလဲတဲ့ယတ္တစာပေကို ဆိုလိုတာပေါ့နော်အတန်အတင်းလောက်တော့ရေးခဲ့ဘူးပါတယ်ယတ္တစာတန်းငယ်ဆိုပါတော့ခင်ဗျားတို့တောင်အလဲတန်းအထက်တန်းတွေမှာသင်ခဲ့ရအောင်မလားမသိဘူးရွှေရုံနဲ့ရွှေကြားတို့ချိုတကူးနဲ့ဂုံရီမတူတို့ဆိုတာမျိုးတွေကျွန်တော်ရေးခဲ့ဘူးပါတယ် ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ပြန်ပြီးစမ်းစစ်ကြည့်လိုက်တဲ့အခါမှာအမှုပညာဖန်တီးခြင်းထက်ဟိုဟိုဒီဒီကိစ္စရက်တွေကိုကြိုးကြောင်းကြကြစဉ်းစားနေရခြင်းမှာပိုပြီးပျော်မွေ့ပါတယ်။နောက်ပြီးအသက်နည်းနည်းကြီးလာလေလေရတ္တစာပေဖက်ရှုမှုမှာအာယုံနှဲပါလာလေလေဖြစ်တာကြောင့်ကိုကိုကိုအမှုပညာသမားရဲ့လို့မထင်မိဘူးလို့ပြောကြပါတယ်။ဒီလောက်ဆိုရင်ဂျင်းနဲ့လောက်ပြီလို့ထင်ပါတယ်။တရကူမဂ္ဂဇင်းအမှတ်ဆက်ခွန် ဇန်နဝါရီလ1996ဟုတ်ကဲ့ပါရှင်စာအုပ်လေးတို့ဒီမှာပဲခေတ္တခဏရပ်နာလိုက်ပြရစီနော်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမ်းမာပေးခြင်းကြပါစေ